်မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားပိတာခံမှန်းချက်များကို နေပြီးတော့မိုးလေဝသနဲ့ဇလားပိတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်ရောအခြေအနေကတော့မင်္ဂလာပင်လယ်ရောမှာလေပြင်းရနဲ့ရုံဝတ်တကြိမ်ဖြစ်ပေါ်နိုင်ပါတယ်အနောက်တော်မိုးတုံလီဟာ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့မှ20ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာသွားဝယ်ရရှိပါတယ်အနောက်တော်မုတ်တုံလီဟာကပလီပင်လယ်ပြင်နဲ့ မင်္ဂလာပင်လယ်ော်တို့မှာအားအနည်းငယ်ရှိနိုင်ပါတယ်။မိုးရွာသွန်းမှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့အေရဗီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြင့်ထပ်ပုံနိုင်ပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာရွာသွန်းမြင့်အောင်ယုံနေနိုင်ကကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွန်းမြင့်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။မိုးရွာရံများအနေနဲ့ကလည်း အေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ9ရက်မှ9ရက်ခန့်နဲ့ကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာ3ရက်မှ6ရက်ခန့်မိုးထစ်ကြုံရွာနိုင်ပါတယ်။ညရဲ့အခြေအနေခံမှန်းချက်များအနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလဒုတိယဆယ်ရက်ပတ်အတွင်း အေယာဝတီမြေဟာမြကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့မြင်းမူမြို့ပခုတ်ကူမြို့ညာဦးမြို့ချောက်မြို့မင်းဘူးမြို့နဲ့မကွေးမြို့တို့မှာတပေမှာလေးပေခန့်လက်ရှိရင်မများအောင်ကြာဆင်းလာနိုင်ပြီအောင်လံမျိုး၊ပြည်မျိုး၊စိတ်သားမျိုး၊ဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မှာပေဝက်မှာတပေခွဲခန့်လက်ရှိရေမှများအထက်မြင့်တက်လာနိုင်ပါတယ်။ချင်းရွေးမြေရေဟာလည်းခန်းဒီမျိုး၊ဟုံမလင်းမျိုး ဖောင်းပြင်းမျိုး၊မော်လိုက်မျိုး၊ကလေးဝါမျိုး၊မင်းကင်းမျိုး၊ကဏီမျိုးနဲ့မုံရွာမျိုးတို့မှာ၃ဘီမှ၄ဘီခွဲခန်းလက်ရှိရေမှန်းများအားကြာဆင်းလာနိုင်ပါတယ်။မြစ်တာမြေကြီးဟာကလေးမြို့မှာပေဝက်ခန်းဒေါက်တာဝတီမြေကြီးဟာတီဘောမြို့ရွှေစာရံနဲ့မြင့်ငယ်မြို့တို့မှာပေဝက်မဒဘေခန်းစစ်တောင်းမြေကြီးဟာတောင်ကုန်မြို့နဲ့မားတောင်မြို့တို့မှာပေဝက်မဒဘေခန်းရွှေကျင်မြေကြီးဟာရွှေကျင်မြို့မှာဒဘေခန်းတန်ရွေမြေကြီးဟာဖန်အံမြို့မှာဒဘေခွဲခန်း တောင်ရင်မြေဟာမြဝတီမြို့မှာတပေခွဲခန့်ငဝုံမြေဟာတာပေါင်းမြို့နဲ့ပသိမ်မြို့တို့မှာတပေခန့်စီဘီလင်းမြေဟာဘီလင်းမြို့မှာတပေခွဲခန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပြီးဘကိုးမြေဟာစောင်းတူမြို့နဲ့ဘကိုးမြို့တို့မှာတပေမှတပေခွဲခန့်ငဝုံမြေဟာငတိုင်းချောင်းမြို့မှာတပေခန့်နေတိုးမြေဟာမအူပင်မြို့မှာတပေခန့်လက်ရှိရေမှန်များအထက်မြင့်တက်လာနိုင်ပါတယ်